မပြနိုင်နဲ့ဒီရံပြော်လေးနဲ့မရင်ငယ်ကောင်းနေတယ်ဟောမလားဟုတ်ဒါဆိုရင်ကျွန်တော်ပြောရတာငင်းငယ်သွားပြောမယ်မေဆွေများလုံးပဲမိကလာပါဒီနေ့ညနေပိုင်းမှာတော့ကျွန်တော်တို့ကိုရွှေမျိုးဝင်းနဲ့ကိုမေအုပ်စိုးတော်ရတာလေးတွေကိုနားထောင်ကြည့်အောင်ခင်ဗျကျွန်တော်ကတော့မေအုပ်စိုးဖြစ်ပါတယ်ခင်ဗျာဟိုဘက်မှာမမကြီးလှလာကြီးပတက်ရက်နေတဲ့ပုဂ္ဂိုလ်ကြီးကကိုရွှေမျိုးဝင်းမှာခင်ဗျာအဲ့ဒီပုံပုံကောင်းလာတယ်တဲ့တဲ့ ကဲငိုမျိုးနဲ့ဒီနေ့တော့ဗျာစစချင်းစောင်းနေတွင်ဆိုသလိုပဲမင်းကလေးတခုကျတော့မင်းပဲဗျာဟုတ်ကဲ့ကျွန်တော်တို့လွှင့်နေတဲ့ live video တွေကြီးကြတယ် video file တွေလည်းကြီးကြတယ်ပိတ်သက်တွေမျိုးတွေရပါဘောเนาะအဲ့တော့တမလို့ချစ်ခင်ဒုတိယ data ထောက်ခံကြတဲ့သူတွေကလည်းအခုချိန်မှာပတ်တန်နေလို့ထွက်နေအဲ့ဒါကဘာလဲဆိုတော့ကောင်းရသူတွေလက်လက်ကန်ပြီးပုံမှာငញ្ញိုင်းစကားမပြောဘဲနဲ့မလူဆိုင်ကြီးစီ ကျန်ရတဲ့ကိုင်းနေတဲ့ကြီးနဲ့ပြက်ပြက်သားသားချိန်မုန်းနေတယ်ဟုတ်ကဲ့သို့တော့တက်မတော်ကောင်းဆောင်ပိုင်းကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကအစညဉ့်ညဉ့်လမ်းကြောင်းကိုပဲဦးတည်ပြီးသွားနေတယ်အောက်ချိန်မှာယုံကြည်သေးတာထောက်ခံတဲ့သူတွေကဘလူးဆိုင်ပြီးစီရင်အဲ့ပွဲလက်ချက်ပေါ်မှာဘာရင်များဖြစ်လာနိုင်လဲသုံးသပ်ပြောင်းဒီသူကတော့ဒီသူအမြင်ပဲပေါ့ဟိုသူတို့ခေါင်းဆောင်မိုင်းနေကြတော့လေနိုင်ငံတကာအမြင်တွေကိုထက်သွင်းတယ် င်းကြီးစကားလို့ငင်းကြီးစကားကမ်းလိုက်နေတယ်မိသားစုလည်းရှိတယ်ဗျအဲ့ကြတော့ပြူပေလူလားလေဘလူဆိုင်ကြီးပြီးတော့ကျန်ကျန်တန်တန်တိုက်ခိုက်ဖို့ကိစ္စလည်းရိုးနေဟုတ်ကဲ့သူတို့လုပ်နေတာကနိုင်ငံရေးစကားလုပ်နေမှာဟုတ်ကဲ့တော့ဘူးပြောအောင်ဟုတ်ကဲ့ပြောရရင်တစ်ဖက်ကနေပြောလေတိုက်ရအောင်ဟုတ်ကဲ့အချိုးရက်ကပြင်းပြထန်ထန်တိုက်မပြသေးတာချိုးရက်ကြီးပြင်းဟုတ်ကဲ့နိုင်ငံရေးစကားဆိုတာပြဿနာမဟုတ်ဟုတ်ကဲ့ကျွန်တော်နေရာအဲ့လိုပဲပြောတာ ခင်ဗျားပြောတာကနှစ်ခုဖြစ်နေတယ်เนาะဟုတ်နိုင်ငံရေးကစားလဲပြောစီခြင်းတယ်လို့ခင်ဗျားကပြောတယ်ဟုတ်တယ်ကဘလူးဆိုင်တိုက်စီခြင်းတယ်လို့လည်းခင်ဗျားကဟလာတီးစီခြင်းတယ်လို့လည်းခင်ဗျားကပြောတယ်မှန်တယ်ဗျနှစ်ခုလုံးတစ်ပြိုင်တည်းလုံးအဲ့ဒါဆိုရင်တော့ကျွန်တော်အနေနဲ့ပြောရရင်နှစ်ခုလုံးတစ်ပြိုင်တည်းလုံးပေါ့တော့မဖြစ်နိုင်ဘူးငင်းငင်းစကားပြောပြီးဆိုရင်ပြင်းပြင်းထန်ထန်နဲ့ဘလူးဆိုင်တီးပြီးတိုက်လို့များအင်းနဲ့လည်းဘလူးတန်တီဗီတိုက်မယ်ဆိုရင်ညီငယ်ကလည်းပြောလို့ပြန်ဟိုဒါဟိုပြောရမယ်ဆိုရင် နိုင်ငံရေးပြည်ရေလို့ပြောမှာဟုတ်ကဲ့ပြီအဲ့ဒါလေးကျွန်တော်ပြောမယ်ဟုတ်ကဲ့ကျွန်တော်ငင်းငယ်ကလည်းကမ်းလိုက်မယ်ဟုတ်ကဲ့အဘက်ကမလာတော့ဘူးလေကျုံးနဲ့ဖြစ်ပြောဝင်လာဟဲ့ကြာဟုတ်ကဲ့ကျွန်တော်ငင်းရောအဲ့လိုလုပ်ပါရဲ့အစဉ်ပြေလေးဒါဆိုကျွန်တော်ပြောနေတာကငင်းငယ်စကားပြောတာလေဒီဘက်မှာပြောနေရောပြောတဲ့ခွဲကပြောနေပြောတဲ့ခွဲကပြောနေဟုတ်တိုက်တဲ့ခွဲကလည်းတိုက်နေဟုတ်တယ်တိုက်တဲ့အချိန်မှာလည်းအခုအမလို့ချစ်ခင်လေးသားယုံကြည်ထောက်ခံတဲ့သူတွေဖြစ်စေခြင်းတို့မျိုးပြက်ပြက်သားသားပြင်းပြင်းထန်ထန်ဘလူးတိုင်းတီးပြီးတိုက်တိုက်စီခြင်းတိုက်စီခြင်း အဲ့ဒါဆိုလို့ရှိရင်ဘလူးလိုင်းတီဗီတိုက်နေတဲ့အစိုးရတရက်ပေါ်မှာတောင်ရံသူတွေအနေနဲ့ကငင်းငယ်စကားဆွေးနွေးခြင်းစိတ်ရှိပါမလားဂျပန်နိုင်ငံလက်နက်ချပြီးငင်းငယ်ဆွေးနွေးရတာအပြင်းထန်တိုက်ခိုက်ရမှုဆွေးနွေးရတာဟုတ်ကဲ့ဗျအဲ့ဒါလေးကိုဟိုစာပန်နေတဲ့ပြည်သူတွေသိအောင်အဲ့ဒီနှစ်ခုရဲ့အခြေအနေလေးကိုနည်းနည်းနှိုင်းယှဉ်ပြီးတော့သုံးသပ်ပြပေးပါဦးဗျာကျွန်တော်တို့ဒုတိယကမ္ဘာစစ်မှာအဂျာမနီရှုံးသွားတာလေအပြင်းထန်တိုက်ခိုက်ရမှုရှုံးသွားတယ်ရှုံးသွားတဲ့အတွက်ငင်းငယ်စွေးနွေးကရောက်တာဟုတ်ကဲ့ဗျဂျပန် ရင်းရိုင်းသပွဲပွားကိုလျှောက်လာတယ်လက်နဲ့ချတယ်ပါလေရှုံးသွားတယ်တိုက်လို့မရလို့ဆိုတဲ့အသည့်ရှိတာရှိသွားတဲ့အတွက်သူတို့ကရင်းရိုင်းသပွဲပွားကိုလျှောက်လာတယ်ဟုတ်ကဲ့မြန်မာနိုင်ငံမှာလည်းဒီတောင်ရမ်းသူတွေကိုရင်းရိုင်းသပွဲပွားခိုင်းနေခိုင်းနေရှင်လို့ရှင်ပါနော်ဟုတ်ကဲ့မင်းတို့ငါတို့တိုက်မရအောင်ဆိုတဲ့စွမ်းကပြကိုပြဟုတ်ကဲ့မပြလည်းနဲ့ဒီရန်ပြိုလေးနဲ့မရင်ခင်ကိုဘုန်းနေတယ်ဘောမလားအဲ့ဒါကတော့ပြောရရင်ညီငယ်ကတော့ပြောမယ်ဆိုရင်လေဘလို့မရင်ငယ်ခေါ်လာဟုတ်တယ်မရင်ငယ်ဟုတ်ကဲ့ မင်းငယ်ကိုကြောက်ခေါ်တာလို့ပြောနေတာလားမင်းငယ်ကိုခေါ်နေတယ်လို့ပြောနေတာလားမင်းငယ်ကိုခေါ်နေတာကိုကကမင်းငယ်ဖြစ်တာဟုတ်ပါရဲ့အဲ့တော့မင်းငယ်ကိုမခေါ်နဲ့ရင်းရင်းကလာပြောပဲရင်းရင်းလမ်းကြောင်းလည်းရှောင်းတယ်တို့တော့ဒီဘက်မှာလည်းတောင်ရံသူတွေအနေနဲ့ရင်းရင်းစကားပြောခြင်းလာဖို့အတွက်တက်မတော်အနေနဲ့ပြင်းပြင်းထန်ထန်ဘလူးဒန်းကြောင်းရဒါလေးတိုက်ကိုတိုက်စီခြင်းနဲ့တိုက်ကိုတိုက်ရမယ်လို့တိုက်မှလည်းကာမှာအေးပြအခုကကျွန်တော်တို့ရဲ့ ဗီဒီယိုဖိုင်လေးကြည့်တဲ့အမျိုးတွေအကုန်လုံးနှိပါးကလည်းတက်မတော်အနေနဲ့ဒီလိုမျိုးတိုက်နေတာကိုသူတို့အားမရကြဘူးမင်းအားမရကြဘူးပြင်းပြင်းထန်ထန်ကိုဘလူးဆိုင်ပြီးစီခြင်းနဲ့တို့တော့ဒီမှာမှာကျတော့လေနိုင်ငံကောင်းဆောင်တဲ့အိန္ဒိယကျတော့နိုင်ငံတကာရဲ့အမြင်နဲ့ရှိတယ်ရှင်းဆက်ရှောင်းမဲ့နိုင်ငံတော်ရှိတယ်ယူကောက်ကွယ်နိုင်ငံတော်ရှိတဲ့အတွက်ချင်း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 နဲ့ချိန်တွင်ကံတွင်နေရတယ်လို့ချိန်စကံတွင်နေရတယ်လို့ကျွန်တော်ထင်တာပေါ့ဗျအဲ့တော့ခမရသောတာလေးမှာကျွန်တော်တို့အတိအကျတစ်ခု ရတယ်လို့ကြည့်နေတဲ့တွေ့ရလဲအဒီလေးတစ်ခုရမှာပါငင်းငယ်ကြီးစကားပြောတာကတလန်းပြင်းပြင်းထန်ထန်တိုက်ရတိုက်ရတလန်းပြင်းပြင်းထန်ထန်တိုက်ပြမှသာလေကြောက်လန့်စိတ်နဲ့ငင်းငယ်ကြီးစကားကရောက်လာရောက်လာချိုးချိုးသာသာနဲ့မင်းငယ်ကခေါ်နေရတော့ no မလာဘူးဟုတ်ပါရဲ့ဆရာဟုတ်ကဲ့ပါနောက်တစ်ခေတ်ကိုလေးတစ်ခုရမင်းရှင်ပါလေကျွန်တော် လွတ်လပ်ရေးနေ့မှာတိုင်းပြည်မှာတိုင်းပြည်မှာလှုပ်လှုပ်ထွက်ထွက်ဖြစ်နေတဲ့အကြောင်းအရာလေးတခုရှိပါတယ်ဟုတ်ကဲ့ဒေါ်အောင်ဆန်းစုကြည်များလေးရဲ့နေ့မှာပြန်လွတ်လာမလားပေါ့ဟုတ်ကဲ့အဲတော့ကျွန်တော်လည်းပြောနေပြီပါတယ်လွတ်လာမလားမလွတ်လာဘူးလားဆိုတာကိုမျှော်လာပါဟုတ်ကဲ့သူ့ဘောမှာဘာခံစားချက်မှမရှိပါဘူးသို့တော့အမေရွယ်ကျွန်တော်အမေနဲ့တန်းတူအမျိုးသမီးကြီးဖြစ်တဲ့အတွက်တာမန်လူတယောက်ရဲ့ခံစားချက်နဲ့ပြောရမယ်ဆိုရင်တော့လွတ်လာစီချင်ပါ လွတ်လာလို့ရှိရင်ဒါလူတယောက်ပေါ့လေလူတယောက်လွတ်လာတာအမတန်ဝမ်းသာကြရပါပြီးတော့ဒီအသက်80အရွယ်ဘဝကြီးတယောက်အနောက်ဘက်ကနေလွတ်လာမယ်ဆိုရင်ဒါကမြန်မာလူမျိုးတွေနေနဲ့တွေးမယ်ဆိုရင်ဒါဝမ်းသာကြရကိစ္စတစ်ခုပဲသို့တော့နိုင်ငံရေးအမြင်အရကျွန်တော်တို့တွေးမယ်ဆိုရင်ဒေါ်စန်းစုကြည်ကိုအဲ့ဒီနေ့ကလွတ်ပြေးလိုက်ရင်ဘာဖြစ်သွားနိုင်လဲတိုင်းပြည်ရဲ့အပြောင်းလဲတစ်ခုလွတ်ပြေးလိုက်ရင်မင်းတို့ပေါက်တည်းကလုံးချင်တော့လုံးအချိန်တိုင်းလွတ်မှာပဲဆိုပြီးဝင်သွားတယ် အဲ့နိုင်ငံတော်ရဲ့လူကြီးကပြည့်စုံအောင်ခြိုက်တော့လို့ဟုတ်ကဲ့အချိန်တိုင်းပြရများမှာနိုင်ငံတကာပြရပြီးဒါတော့ဘာမှမလုပ်ချိုးပြပါလေဆိုတဲ့ message ပြည်သူရဲ့ကလုံးသားမှာတိတ်သွားလို့ဟုတ်ကဲ့ဗျာမတရားဖြစ်ဖြစ်မတရားအပြစ်ကိုမှုပြီးပူမှုပြီးတော့များပြလာလို့ကျွန်တော်တို့ဆက်ဟုတ်ကဲ့ဗျာဥပဒေချိုးဖောက်မှုတွေပူပြီးတော့များလာဟုတ်ကဲ့သူ့ကိုနမူနာထားပြီးတော့သူ့ကိုယုံကြည်၆ခန့်လေးစားတဲ့လူတွေရဲ့စိတ်ထဲမှာအဲ့လိုအသိမျိုးဝင်လွားနိုင်ရည်ရှိတာပေါ့အခုကိုဝင်နေပြီ မလုံဆန်းတဲ့ကောင်ကိုလည်းနေကြတယ်ဘယ်လိုမျိုးဝင်နေလဲမလုံဆန်းနေဘူးကျွန်တော်ကအင်းစိန်ထောင်လေးမှာတစ်နှစ်နဲ့ဆယ်လမ်းနေပြီဟုတ်ကဲ့နေကြရတော့အများအများဆုံးနေကြရတာတူတူနေကြရတာကျွန်တော်ကပုံမှန်905ဆိုတော့အဲ့ဒီကဘုသူတီတာသမီနေနေကြရဟုတ်ကဲ့အကျန်းဖတ်ပြီအဲ့ဒီမှာခမောက်ခမောက်မလာတဲ့ဒါလာတော့ကျွန်တော်ဝိုင်းတက်တယ်လို့ဆိုတော့ကျွန်တော်မသိလို့ဟုတ်ကဲ့အဲ့မှာသူတို့က ဒီဥပဒေတော့ပဲချိုးဖောက်ဖူးဖောက်ဟုတ်ကဲ့အချိန်တန်သူအချိန်မတန်ရင်ပြန်လွတ်လိမ့်ရင်သူတို့မှမျောလိုက်ရဲ့ကြီးကြီးကြီးကြဟုတ်ကဲ့ငါးရငါးရင်ပါ905ဘောခုနအကျံပတ်ပုံမှန်90စီးစီးတွေပေါ့ဗျာ10နဲ့5နဲ့20စားလိုက်ချင်းကြာနေတယ်ကောင်းလေးတွေကလေးတွေကောဟုတ်ကဲ့ဗျာအချိန်လန်သူတို့ကလည်းသူတို့ကခံရဘူးဒေါ်မန်းသူကြီးလည်းသူတို့ရေရှင်ချင်းမထားရဘူးဆိုရဲမျောလင်းချက်ကြီးသူတို့မှအကြီးကြီးရှိတယ်ယုံကြည်ချက်ပဲဟုတ်တယ်သူတို့ရဲ့ယုံကြည်ချက်ဟုတ်ကဲ့ဗျာ အဲ့လိုမျိုးရှိနေတဲ့အခါကျတော့အပြင်မှာသူတို့တွေကအဖြတ်အမှောက်လုပ်ငန်းတွေဘလောက်ပဲလုပ်လို့အချိန်ကျရင်အထက်မှာခဏပဲနေရမယ်အချိန်တခုရောက်ရင်အပြင်ပြန်ရောက်မယ်ဆိုတဲ့စိတ်ကလေးတွေမှာရှိနေတယ်။ရိုးရိုးကလည်းမပြောဘူးဒီဘက်နဲ့လာကြည့်ကြတာလေဒီလူတွေကသူတို့တင်ပေါ့အဲ့ဒီအခါကျတော့အဖြတ်အမှောက်လုပ်ငန်းတွေလုပ်ဖို့အတွက်သူတို့မှာကြောက်ရွံ့တဲ့စိတ်လည်းမရှိသလိုနောင်ကျင်တဲ့စိတ်လည်းမရှိဘူး။လုပ်ပေးရင်ပိုဆိုးပါဟုတ်ကဲ့အဲ့တော့မလုပ်ပေးခြင်းအပြင်ရောတိုင်းပြည်အတွက်ဘာတွေအကောင်းဆုံးကိုရှေ့ရှုသွားလဲ။ ဒေါအောင်ဆန်းချစ်ကြည်ပြန်လှုပ်မပေးတဲ့အတွက်ကြောင့်ကိုရှင်မျိုးဝင်းအောင်ကိုမအုပ်စုကိုပြောသွားတာလည်းကောင်းပါတယ်ခင်ဗျာနော်ဒီအကြောင်းကတောင်းတဲ့သူတွေကိုကျွန်တော်တို့ကတက်တက်တသားလက်တွေနေနေမှာရောက်မှာပဲနော်ခဏခဏလဲကျွန်တော်တို့ကဟိုဇော်ရွှေအိုင်းပေါ်ခေါ်လိုက်ကောင်လေးကပြန်ပြီးတော့ပုံကန်လိုက်ထကြွားလိုက်နေဖြစ်နေတာပြောနော်အချိန်ကြီးပေါင်းလဲမနေတော့အေးလဲဒီတိုင်းပဲ KI လဲဒီတိုင်းပဲဆက်နာပဲဖြစ်နေတာကျွန်တော်တို့ကအဲ့ဒါကိုအခုတစ်ချိန်လဲအဲ့လိုအ short ပေးပြီးတော့ လောဝိုင်းမခေါ်လို့ဖြစ်နေလို့မရဘူးပဲเนาะပြပြတတောင်းနှင်းနင်းကန်တွေဖြည့်ရှင်းမှရမယ်ပြီးတော့မှဒီကောင်တွေကြောက်သွားပြီးဆိုမှတို့ကဇွဲဝိုင်းမခေါ်တာကောင်းပဲလို့ပဲထင်ပါတယ်